ြုတယ်ဆိုတာကဒါထီထိုးရသလိုပဲကံကောင်းရဲကောင်းတယ်ကံမကောင်းလို့ရှိရင်လည်းမကောင်းဆိုတော့ဟိုတချို့ကြောင့်လည်းဒါခဏလေးနဲ့တွေ့ပြီးတော့တော့တကယ်ယူအင်အောင်ကြီးကောင်းတဲ့သူတွေလည်းရှိသလိုဟိုတခြားလေးမရွေးတခြားရွေးမလေးအနောင်ကြီးဘက်ကမကောင်းကြရရရှိကြတာဆိုတော့ဟိုကိုယ့်ရဲ့လက်တွဲပေါ်ကိုတခြားလေးအချိန်ပေးပြီးတော့ရွေးစေခြင်းနဲ့ဆုံးဖြတ်စေခြင်းနဲ့နှစ်ဖက်နှစ်ဖက်မိဘရဲ့အခြေအနေကိုလေ့လာစေခြင်းနဲ့ပေါ့နော်ဟိုယူပြီးတော့မှဆိုလို့ရှိရင်ကြပြန်ပြင်လို့မရတော့တဲ့အရာဖြစ်တဲ့အတွက်ကြောင့်အနောင်ဘက်ကိုရွေး ရန်စီချင်ပါဘူးလို့တိတိချာချာလေးလေ့လာပြီးတော့မှပဲရွေးစီချင်ပါတယ်လို့ပြောချင်ပါတယ်။အဲ့လိုလေဘယ်နှစ်ဘယ်နှစ်ဘယ်နှစ်မိုးရဲလို့တော့စဉ်းစားထားမယ်လို့ဟုတ်ပေါ့နော်။ဟိုဒီလူနဲ့တွဲကြည့်မယ်တွဲလို့မှကိုယ့်နဲ့အဆင်ပြေရယ်ကိုယ့်မိသားစုနဲ့အဆင်ပြေရယ်ဆိုလို့ပြီးတော့ဒီဘယ်ပြောမလဲကိုယ့်ရဲ့ရည်မှန်းချက်တွေအဓိကပြည့်ဖို့ပဲလိုတယ်။ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေကိုယ်ဖြစ်ချင်တာကိုယ့်ခြောက်ပေါ်ကိုယ်တိချာလေးကိုရည်ကြည်နိုင်ပြီဆိုတော့မှပဲအိမ်အောင်ပြုတ်မယ်ထားပါတယ်။ဟုတ်ကဲ့ ။ဇလန်းထဲမှာလား။ဇလန်းထဲမှာတော့မာယာရဲ့အချစ်ကအောင်ဒီချစ်တဲ့တို့လည်းအမျက်လဲကြည့်ရပေါ့နော်အမေဟိုပြက်သားရမယ့်အချိန်မှာလည်းမာယာကသူတင်ချာလေးကိုပြက်သားခဲ့တဲ့အတွက်ကြောင့်ဟို မာယာအချစ်ကတော့ပြက်သားခဲ့ပါတယ်လို့ပြောချင်ပါတယ်အပြစ်မရှိပဲနဲ့လေဟုတ် ဟုတ်မမိုးနဲ့ရှေ့မှောင်ကကျတော့တမီးရောက်မဆက်ပုံစံမျိုးတရုပ်ဆောင်ခဲ့ဘူးတာရှိရဲကိုအောင်ရဲလင်းနဲ့ပေါ့ဒါပေမဲ့အမှကျတော့တိတ်ပြီးတော့မစုံဖြစ်ခဲ့ဘူးဒါပေမဲ့ဒီကမှကျတော့နေတိုင်းနှိပါနှိပါဘောတော့မမိုးနဲ့စုံပြီးတော့ရိုက်ခဲ့ရတာဆိုတော့သူတို့တက်ကတော့အမှတ်ကြရလဲဖြစ်ပါတယ်အမှနဲ့လည်းခင်မင်းရင်းနှီးမှုပို့ပြီးတော့ရခဲ့တာပေါ့ဟုတ်ကဲ့အာပြောတာပေါ့နော်ကိုယ့်ရဲ့တကယ်ဟိုစီနီယာဟိုအမှတယောက်နဲ့လည်းတွေ့ရတယ်သူတို့လည်းအဲကံကောင်းတယ်လို့ပြောရမှာပေါ့ရှစ်ဟုတ် အလေးရှိပါရဲ့တူတူခုနပြောသလိုပေါ့ဟိုပါရရမဲ့ဆင်းလေးရှိရလေတူတူအတွက်ကကြတော့မမိုးလို့လူတယောက်ကိုရရမဲ့ဆိုတော့ဟိုအားနာမိရပါတော့ဟိုကိုကဟိုဘယ်မှာမထီအောင်ရိုက်တက်တယ်ဆိုပေမဲ့လည်းဟိုလွယ်လွယ်မှမှချောင်းတစ်ခုခုများချိွားခဲ့လို့ရှိရင်မမိုးကတော့ဝင်မယူဆိုပေမဲ့ကိုဘက်ကတော့အတက်နိုင်ဆုံးအမားမရှိအောင်တော့ဟိုတယောက်ဆောင်ရတာပေါ့ ေအဲ့တော့ကျွန်တော်မမိုးကလည်းတင်ပေးရပိုက်လို့ရှင်တော့မှလှောင်ရိုက်တဲ့နီးလေးတွေရှိရလေအဲ့ဒါလေးတွေဥစော်ရမမိုးတို့ကတေချာလေးကိုတင်ပေးကြပါတင်ပြပေးကြပါရှင်ဟုတ်ကဲ့ဟုတ်ဟိုကမင်းမျက်နှာဆိုလို့ရှင်ရကြတော့လည်းလို movie မှာကြတဲ့ဆင်းလေးတွေပေါ့အဲ့လိုရှိရပါဘောနော်အဲ့ဆင်းလေးတရုပ်ဆောင်တော့ဆိုချက်ကိုချက်ကန်ဖြစ်နေရပါကောမမူးပဲနဲ့မူးတဲ့ပုံစံမျိုးတရုပ်ဆောင်ရတာဆိုတော့လေအဲ့မင်းနဲ့ပြောရတာဆိုတော့ညနေရှက်ကိုရှက်ကန်လေးဖြစ်တာပေါ့နော်အကိုနဲ့ပြီးအဲ့ဟာလေဟိုရိုက်ခွေ ုံးလေး၅ရက်လောက်ပဲရှိသေးရဲ့ဆိုတော့ရမ်းမရင်းနှီးသေးတဲ့အချိန်လေးဖြစ်နေတာဟိုနောက်ပိုင်းကျတော့လည်းကိုနေရကျတော့ဒါဟိုမောင်နှမရေလိုမျိုးရင်းနှီးအဲ့လိုကြီးရောလေမဟုတ်ပါဘူးညောင်စလုံးကအဲ့ဒီမှာမူးနေကြတာဆိုတော့လေဟိုအတန်လေးတရားလိုညွတ်တွတ်လေးပေါ့ဟိုကလေမာယာဟိုကဆုံးမှုပဲအဲ့လိုလေးလောက်ပါပဲဟုတ်ကဲ့ချွဲတယ်လေးပါ အဲအဲ့လိုမျိုးပဲမူးနေတဲ့ပုံစံလေးပေါ့ဟုတ်သူခင်ရတဲ့အချက်ကတော့ဟိုအချက်ကအချက်မှာပြခုနကပြောသလိုပဲနော်ဟိုတကယ်အချက်ဆိုတဲ့အရာကြီးမှာအပြည့်ရှိသွားတာမဟုတ်ဘူးလူတယောက်လူတယောက်ချင်းစီကနေမှာအချက်ကိုသတ်မှတ်ထားတဲ့စံနှုန်းတွေပါမူတည်ပြီးတော့အချက်ကကောင်းတယ်မကောင်းတယ်ဖြစ်သွားတာပေါ့နော်ဟိုသစ္စာရှိရဲ့လူတယောက်အတွက်ဆိုလို့ရှိရင်တော့ဒီအချက်ကကောင်းမွန်တဲ့အချက်ဖြစ်တယ်သစ္စာမရှိဘူးဟိုပွေလီတယ်ဆိုတော့ကိုစိုးမိုးလိုလူမျိုးဆိုလို့ရှိရင်တော့ဒီအချက်တွေကတော့အပြည့်ရှိရဲ့ပေါ့အဲ့တော့ကိုရဲ့လူတယောက်ချင်းစီရဲ့စိတ်သက်ပိုင်းဆိုင်ရာနဲ့ပဲ ိုက်နေလို့တော့ကျွန်တော်ကပြောချင်ပါတယ်အချစ်ကတော့လေဟုတ်ဟိုဇလန်းလဲမှာဆိုလို့ရှိရင်တော့ဒီဘဲအိမ်ဆောင်ရေးမှုဆိုပေါ့အစာပိုင်းမှာတော့ဒါတာယာကြရတယ်လို့ပြောလို့ရတယ်နောက်ပိုင်းမှာကျတော့အမကဒီစပါယာတယောက်နေနဲ့ပြောရမယ်ဆိုကိုစိုးမို့အရင်စောသွားတာပေါ့တူတူခြားခြားဟိုမလေးလာပဲနဲ့ရွေးချယ်လိုက်ပြီးအဲ့တော့ကျနောက်ပိုင်းမှာ အချိန်ခဲ့တဲ့အိမ်တော်ဘက်ရဲ့အကျဉ်းစိုးတွေပေါ်လာတယ်။သူ့ရဲ့ဇလန်းတွေထိလာရတဲ့အခါမှာမာယာတယောက်ကဒါသူတော့ကရီများလာတာပေါ့နော်။အဲ့လိုပုံစံမျိုးလေးအနေနဲ့လေအိမ်တော်ရှင်မတယောက်အနေနဲ့လေတရုပ်ဆောင်ထားတာပေါ့နော်။အဲ့တော့သူတို့ပြောချင်တာကအပြင်မှာမိန်းကလေးဆိုလို့ရှိရင်လေမာယာလိုမျိုးပေါ့ရွေးချယ်မှုမစောစီချင်ဘူးပေါ့နော်။အိမ်တော်မှုပြုတယ်ဆိုတာကဒါထီထိုးရသလိုပဲကံကောင်းရယ်ကောင်းတယ်ကံမကောင်းလို့ရှိရင်လေမကောင်းဘူးဆိုတော့ဟိုတချို့ကြောက်ရလေဒါခဏလေးနဲ့တွေ့ပြီးရောတော့တကယ်ယူအိမ်တော်ကြီးကောင်းတဲ့သူတွေလည်းရှိသလိုဟိုတခြားလေးမရွေးတခြားရွေးရင် ။ဟိုမှလေအင်အောင်ကြီးဘက်ကမကောင်းကြရရရှိကြတာဆိုတော့ဟိုကိုယ့်ရဲ့လက်တွဲပေါ်ကိုတခြားလေးအချိန်ပေးပြီးတော့ရွေးစေခြင်းနဲ့ဆုံးဖြတ်စေခြင်းနဲ့နှစ်ဖက်နှစ်ဖက်မိဘရဲ့အခြေအနေကိုလေ့လာစေခြင်းနဲ့ပေါ့နော်။ဟိုယူပြီးသွားမှဆိုလို့ရှိရင်ကြာပြန်ပြင်လို့မရတော့တဲ့အရာဖြစ်တဲ့အတွက်ကြောင့်အင်အောင်ဘက်ကိုရွေးရည်စီချင်ပါဦးလို့တိတ်တိတ်ချာချာလေးလေ့လာပြီးတော့မှပဲရွေးစီချင်ပါတယ်လို့ပြောချင်ပါတယ်အဲ့လိုလေဘယ်နှစ်ဘယ်နှစ်ဘယ်နှစ်မိုးရယ်လို့တော့စဉ်းစားထားမယ် ဟုတ်ပေါ့နော်ဟိုဒီလူနဲ့တွဲချင်းမယ်တွဲလို့မှကိုယ်နဲ့အဆင်ပြေကိုယ့်ဇာတ်စုနဲ့အဆင်ပြေဆိုတော့ပြီးတော့ဒီဘယ်လိုပြောမလဲကိုယ့်ရဲ့ရည်မှန်းချက်တွေအဓိကပြည့်ဖို့ပဲလိုတယ်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေကိုဖြစ်ချင်တာကိုယ့်ခြောက်ပေါ်ကိုယ်တေချာလေးကိုရည်ကြည်နိုင်ပြီဆိုတော့မှပဲအိမ်အောင်ပြုမယ်ထားပါတယ်ဟုတ်ကဲ့အမ်ခန္ဓာပေါ့နော်ဟို နောက်ပိုင်းကျတော့တော်တော်များအပြစ်ဟုပြဿနာတွေဖြစ်လာကြရဲဆိုတော့အစပိုင်းတော့ကျတော့အကုန်လုံးကောင်းကြရဲယူပြီးမှအဲ့လူကြောင့်အနီးကနေပြီးွားတဲ့အခါမှာသူ့ရဲ့အကျင့်စိုးတွေပေါ်လာရှိရဲအထူးကြောက်ရှိရဲရည်စားပွားမှာတော့လက်မပါကြဘူး ယူပြီးွားတော့မှအိမ်တော်ကြီးအကျန်းဖတ်မှုတွေအများကြီးတွေ့လာရတဲ့အမျိုးသမီးတွေလည်းရှိကြတဲ့အတွက်ကြောင့်ဒါအိမ်တော်ကြီးကထိထိုးသလိုပါပဲပေါ့နော်ဘယ်သူမှပြောလို့မရအောင်အဲ့ဒီတည်းကနေမှအရန်ကန်ကောင်းသွားကြတဲ့အမျိုးသမီးလေးတွေအတွက်ကတော့ဝမ်းသာပျော်ရွှင်ရတာပေါ့ရှင်ဟုတ်အဲသူတို့ကတော့စဉ်းစားတယ်စဉ်းစားရဆိုတာချက်တာဟိုလူလူရွေးပြီးတော့ပေါ့နော်အဲ့စဉ်းစားမှမဟုတ်ဘူးကိုယ့်ဘဝအတွက်ကိုပဲကိုပြီးတော့စဉ်းစားတယ်ဟိုကိုချောက်ပေါ်ကိုရည်တည်နိုင်တဲ့အိမ်တော်ပြုတ်ပြီးရဆိုရင်တော့လည်းဟိုအိမ်တော်ဘက် ကိုနေရာမျိုးမဟုတ်ခဲနဲ့ကိုချောက်ပုံမှာပဲကိုရက်ကြည့်ပြီးတော့ကိုလုပ်ငန်းတစ်ခုနဲ့ဟိုနေနိုင်တဲ့အမျိုးသမီးတယောက်ကိုပဲသူကတော့ဖြစ်ချင်တာပေါ့နော်ဟုတ်ကဲ့အဲအဲ့လိုမျိုးတော့မရှိပါဘူးဒါအိမ်အောင်ပြဖို့ထီရအောင်ခုချိန်ကြီးတော့မစဉ်းစားသေးဘူးကိုရဲ့မိဘတွေကိုပဲဒါလောက်ကြီးကျွေးမွေးဖို့ထီပဲစဉ်းစားထားပါသေးရဟုတ်အိမ်အောင်ပြူသေးပါဦးဟဲ့ပါသေးရဟုတ်အဲဘယ်လိုပြောမလဲ ုချိန်ထိကတော့စူးစမ်းနေရတော့မှာပဲဟိုအိမ်တော်အိမ်တော်ဘက်ကိုတော့ယူပြီးပို့အိမ်တော်ပြုတ်ဖို့ထိကတော့မစမ်းဟာသေးဘူးဟိုယူပြီးရှင်လဲယူပြီးမယ်မယူပြီးရှင်လဲမယူဖြစ်ဘူးပေါ့ဒါကတော့ဘယ်ရမှပြောလို့မရအခုမယူသေးဘူးဆိုပေမဲ့လေကိုဘွားအတွက်တကယ်ကိုစိတ်ချလို့ရတဲ့သူတွေ့လာတယ်မနေ့ပြန်လဲယူဖြစ်သွားရင်ဖြစ်မယ်နေ့ကရောင်းဖြစ်တယ်ယူပြီးရင်လဲယူဖြစ်သွားမယ်ဒါပေမဲ့အခုချိန်စဉ်းစားထားတာမျိုးမရှိသေးပါဘူးလို့အလုပ်တွေပဲစိတ်ချလုံးမယ်ပေါ့နော် ချင်းငယ်သေးတယ်လို့ပဲခြေနေတာပြဿနာတစ်ခုပေါ့နော်ဟုတ်ကြောက်တယ်အာလူရင်းမပြီဆိုရှင်ကသမီးစားဘွားမှာပြဿနာမရှိဘူးလေသမီးစားဘွားမှာကအမားတို့မိန်းကလေးတွေကလူရင်းမခဲ့တယ်ဆိုရင်တော့မှနောက်တစ်ယောက်ပြောင်းပြီးတော့ချစ်ခွင့်ရှိရချစ်လိုက်လို့ရရဲဟိုရီးစားများနိုင်မဲ့တကယ်လေးဖြစ်သွားပါဒါပေမဲ့အိမ်တော်ဘက်ကျတော့တည့်ရမှာကိုယူပြီးတော့ပါဒီလူကမကောင်းလို့နောက်တစ်ယောက်ပြောင်းယူရယ်ဆိုရင်ကြတော့မကောင်းတော့ဘူးဆိုတော့လူရွေးမမကိုအရင်အကြောက်ပါရဲလို့ပဲမင်းကလေးမဆိုပါလေအိမ်တော်ဘက်ကောင်းတဲ့ပဲတွေးချင်ကြတာပါပဲဟုတ်ကိုရော်ခုနပြောခဲ့သလိုပေါ့ဆွေစစ်တယ် ဟိုဒီခြေသားလေးပေါ့ကို့ဘော်ကောင်းလားကို့မိသားစုဘော်ကောင်းလားဘယ်လိုမျိုးဆက်ဆံလဲပေါ့ကို့ဘော်မှာစေတနာရှိလားမေတ္တာရှိလားဟိုဘယ်လိုဆက်ဆံလဲပေါ့မူတည်ပြီးတော့ပဲကြည့်ရအောင်ပေါ့နော်ဟုတ်ဟုတ်ကဲ့ပါရှင်အချက်မှာအပြည့်ရှိစီဆိုရယ်ဇလန်ဒရယ်ယိုမဟာ application မှာဒါ၄ရက်ပေါ့နော်တနင်္လာပုတ်တယ်ဟူတောက်ကြစနေတိုင်းကိုမနက်9နာရီဆိုတာနဲ့တင်ထားပါပြီလို့တိုက်တဲ့အချိန်ဝင်ကြည့်လို့ရပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်